ပစုဖွဲ့ပြီးတော့ရန်သားကြတာဟိုဘက်ကအကောင်လေးကပြဿနာမဖြစ်ချင်လို့တောင်းမှန်နေတာတောင်မှဝိုင်းရိုက်တာဝိုင်းရပြခါကြလဲပလင်းနေနေထိုင်ပဲဒီမှာလဲဟတ်တက်တေးလဲကွဲပြီးတဲ့ခါကြအဲ့ဒီတငယ်ချင်းအုပ်စုတဲမှာလဲကောင်မလေးတယောက်ပါတယ်ဘူးလာပြီဆိုရင်ပညာတက်ပြီဖြစ်စီမတက်ပြီဖြစ်စီချမ်းသာရင်ဖြစ်စီမချမ်းသာရင်ဖြစ်စီအဲ့ဒီအကျင့်ကမဲပါလဲကွာငါအဲငါဘသူပိုင်တယ်ငါဘသူသားငါဘာကောင်ဆိုငါဘာကောင်ဆိုတဲ့အဲ့တော့မလားတိတော့လဲဘာကောင်မှလဲပေါ့အကုန်လုံးမသားပေါ့အတင်မသားပေါ်တဲ့ဟာတွေ အားလုံးပဲမင်္ဂလာပါဇင်လီရဲ့ YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရှင့်အခုဇင်လီတင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့ MRTV4 တရုတ်ဆောင်တော့ဒီပိုင်အုပ်စိုးခန့်ဆိုလို့ရှင်တော့ဒါအားလုံးကသိကြမှာပါရှင့်အခုဆိုလို့ရှင်တော့သူကတော့ DJ လဲတီးတယ်ရှင့်ဘာမှတငယ်ချင်းတစုနဲ့တော့ဒီတောင်ရင်စိုင်းနဲ့လေဒါပြဿနာဖြစ်တယ်လို့ပြောတယ်ရှင့်ဒါကူအကူတယောက်ကပြောလာတဲ့ဘူယူဖိုင်လေးကိုလည်းအတူတူကြည့်ကြည့်လိုက်ကြရအောင်ရှင့်မင်းသားပေါက်စားတယောက်နဲ့ DJ တယောက်ပါတယ်သူတို့တငယ်ချင်းအုပ်စုကလေ ဘာမှကောင်းလေးတယောက်ကိုအကြမ်းဖက်ပြီးတော့ဝိုင်းရိုက်ကြတာနော်ဝိုင်းရိုက်ပြီးတဲ့ခါကျတော့အခုတို့ကထွက်ပြေးနေလို့အဲ့ဒီအကြောင်းရှင်တို့ပြောပြအောင်မယ်ရှင်တို့လည်းတို့သိရင်ပြောလိုက်အောင်လားရှင်တို့စိုက်တဲ့နေရာမှာစိုက်တယ်လို့နေရာယူလိုက်တော့နော်အဲ့ဒီအမ်မင်းသားရဲ့နာမည်ကကျတော့နာမည်နာမည်လေးလုံးမင်းသား ကလေးလိုလိုလူကြီးလိုလိုမင်းသားဖြစ်တယ်လိုလိုမင်းသားမဖြစ်တယ်လိုလိုအဲ့လိုအရွယ်နော်မင်းသားနာမည်၄လုံး DJ နာမည်၂လုံးနော် DJ ကအဲ့ဒီဟိုကိုလတ်ရွှေလောက်တဲ့တရားမဟုတ်ဘူးနော်တိလာရှင်တို့လူမားနေမှာစိုးလို့နော်မိသားတဲ့ခါကျတော့မင်းသားကလည်းမန္တလေးသားလည်းမဟုတ်ဘူးနော်အဲ့တော့တို့ရဲ့ဖြစ်စဉ်ကိုပြန်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ရန်ကုန်ကဘာတစ်ခုမှကွယ်နော်အောက်စုဖွဲ့ပြီးတော့ရန်ကားကြတာဟိုဘက်ကအကောင်လေးကပြဿနာမဖြစ်ချင်လို့တောင်းမှန်နေတာတောင်မှဝိုင်းရိုက်တာ ဝိုင်းရပြီးတဲ့ခါကျလည်းပလင်းနဲ့နေထိုင်ပဲဒီမှာလည်းဟတ်တက်တေးလည်းကွဲပြီးတဲ့ခါကျအဲ့ဒီတငယ်ချင်းအုပ်စုထဲမှာလည်းကောင်မလေးတယောက်ပါတယ်ပါတဲ့ကောင်မလေးကလည်းခွက်တေးပါတယ်နဲ့ပြစ်ပောက်ပြီးတော့အခုလူတွေကအဲ့လိုမျိုးလှုပ်ပြီးတဲ့ခါကျတော့အမလေးသူတို့အမှုဖွင့်ထားတာဖြစ်ပြီးနောက်နေ့ကလေးအမှုဖွင့်ထားတာကိုကြာကြောင်ချီးပန်းပြီးတော့အကုန်လုံးပြေးပြီးတော့ပုံနေကြတာအဲ့ဒီမင်းသားဆိုတဲ့တယောက်ကလည်းသူ့ရဲ့အကောင့်မှာဆိုလို့ရှိရင်လည်းအခုဘာ activity မှမရှိမရှိဘဲနဲ့အဲ့ဒီသူများမင်္ဂလာဆောင်ခိုးတက်နေတာပြီးကြတဲ့ခါကျတော့အဲ့ဒီ DJ တယောက်ကလည်းเนาะ ဒီဂျေတယောက်ကလည်းအဲ့ဒီသူသူတရားမဲ့ပွဲတောင်မှကန်ဆယ်လုပ်ပြီးတဲ့ခါကျတော့ဟိုမင်းသားနဲ့မင်းသမီးရဲ့ပွဲမှာအရန်တွေပါတွေလုံနေတာလေအေးအဲ့ဒီဟာတွေသူတို့လုံရရင်ခံရရမှာပေါ့ကွအဲ့ဒီတော့ကိုလုံတော့ကလုပ်ပြီးတဲ့ခါကျသူများရဲ့မျက်နှာမှာလည်းဟိုတရားပါတန်ရာတွေလည်းဖြစ်ပြီးသွားပြီအဲ့ဒီတော့ကိုကကိုလုံရရင်ခံရရတယ်လို့ဖြင်းရှင်းကြပေါ့အခုကြပါမလို့ကြောက်ချီးပန်းပြီးတော့ပေါင်းနေကြဟုတ်တယ်မလားအရက်တွေတောက်လို့မှားကြတယ်ပြုတ်ကြတယ်ဆိုလို့ရှိရင်လည်း ို့တငယ်ချင်းအောက်စုတွေတမ်းမှာအရက်တောက်တက်တက်လူတွေဆိုလို့ရှိရင်မူးပြီးရမ်းတဲ့လူတွေကြည့်ဆိုလို့ရှိရင်ရှင်တို့လည်းမသွားကြနိုင်အောင်နော်ကိုတငယ်ချင်းနေတဲ့မှာကို့ကိုထိမ့်မဲ့လူចောင်းနိုင်မဲ့လူပါတယ်ဆိုမှကိုတငယ်ချင်းအုပ်စုနဲ့ကို့ဟာကိုပြောချင်းတယ်လို့ပြောပါချင်းတယ်လို့ပြကြအခုကြတာမဟုတ်ဘူးအထိမ့်မဲ့ကို့အထိမ့်မဲ့အကွတ်မဲ့နော်ကလန်နာမဲ့တဲ့ဖြာလိုမျိုးပရန်ပလာတွေဖြစ်ချင်တိုင်းကို့ဖြစ်နေကြတာအဲ့ဒီတော့ကို့လောက်ပြီးတဲ့အမှုကိုကို့ဘာကိုနော်ခံကြပါခံကြပြီးတဲ့အခါကျတော့သူများတိုင်ကြဖွင့်ထားတယ်ဆိုလို့ရှိရင်လည်း ယူပြီးတော့ဖြည့်ရှင်းတာဝန်ယူပြီးတော့ဖြည့်ရှင်းပေးလိုက်ကြအောင်ဟိုဘက်ကမယ်ဒါဒါမှလောသူတို့ကကောင်းလွန်းလို့ဘာမှတမနာမည်တွေဘာတွေဖွင့်ပြီးတော့ပြောပြသေးရမဟုတ်ဘူးအဲ့ဒါကိုမှကြောက်ချီးပန်းပြီးတော့ပြေးနေကြတာအဲ့ဒီတော့ကိုလောက်တဲ့အမှုကိုဖါကိုဖြည့်ရှင်းပြီးတော့တာဝန်ယူပေးလိုက်ကြပါအောင်လို့သူများကကူညီပြီးတော့လာပြောပေးတာဒါပဲအတင်းပြောရင်းနဲ့နောက်ပြီးတော့မှပြန်တွေးကြမယ် က်ဆန်ရလည်းရှိအောင်မြင်မှုလည်းရှိနေတော့နော်အထင်းကုဆိုတာသူတို့မှမရှိတော့ဘူးရှင့်ဒါကအုပ်စုဖွဲ့ပြီးတော့မိုင်ရိုင်းတာနော်နစ်နာတဲ့သူအတွက်လည်းတော်တော်လေးကိုထိခိုက်တယ်ရှင့်ကိုလုခဲတဲ့အရာကိုကိုတာဝန်ယူပြီးတော့ဖြေရှင်းရမှာလေနော်အခုတော့သူတို့ကပုံနေရဆိုတော့နော်ကိုမိသားစုအတိုင်းဝမ်းရဲ့ဂုံသိက္ခာနော်ကိုရဲ့ဂုံသိက္ခာအောင်မှာမထောက်နော်ဒီလိုမျိုးမမက်ရင်ရိုင်းနေကိုမှနော်လှုပ်သွားတာရှင့်ဘလောက်တောင်မှနော်စိတ်တက်ကယုံညံ့လိုက်လေနော်မင်းသားတက်လက်ဖြစ်နေပြီးတော့ဒီလိုမျိုးလှုပ်တာတော့လုံးဝမကောင်းရှင့်နောက်ထပ် view ဖိုင်မှာဆိုလို့ရှင့်နော်ဒီအကိုမိုးဆက်ကနော်ဆက်ပြီးတော့ပြောထားသေးရှင့် ဗျူဖိုင်လေးကိုလည်းအတူတူနားထောင်ကြည့်လိုက်ကြရအောင်နော်။ကျွန်တော်ဆိုအဲ့လက်ရချက်ဖောင်းနဲ့ကောက်ရိုက်ပြန်မှာဟုတ်ကဲ့။စမ်းလို့ပြမင်းသားဆိုတော့အဲ့ကောင်အတူခရရတယ်ပွဲရလှပြီစမ်းလာစမ်းအဲ့လိုတလို့ကြည့်တော့ ဟုတ်လားအဲ့လိုပြောတော့အောင်စမလူတွေတော်တော်ကြောင်လာတယ်တော်ပါမယ်နော်စီကံတည်းရထုတ်ပြီးလုပ်ခွင့်ဆိုတော့ဒါကအစီအပြေကောင်းမှလို့ကျွန်တော်မြင်မိတာပါเนาะအဲ့ဒါလည်းပါဒီနေ့အောင်အောင်စဘူးလည်းအဲဖိုင်နယ်မှာလည်းပါတင်တော့အဲ့လူကသူ့လူပေါ့သူတို့ဒီလိုဒါပြဿနာကိုဒါတီထွင်ဖန်ပြီးတော့လုပ်တယ်ပေါ့အဲ့ဒါ max step ပြီးတော့ ပတ်စံပြီးတော့6လောင်းနဲ့ကံပြီးပြီးတဲ့ဆိုတာသူတို့အဖွဲ့တွေကပြောတယ်။ဘာလို့ဆိုအရှိမလေဝေးမှာကိစ္စတခုရှိတယ်လေအဲ့ဒါလေဟော့သွားတာပေါ့အဲ့လိုလူတွေအဲ့လိုပြောတာကျတော့ဟာဘလို့ဖြစ်မဖြစ်နိုင်ဘူးလေဘလို့ဖြစ်နိုင်မှာတော့ဘာလို့ဆိုတော့စင်ပေါ်မှာအဲ့လို6လောင်းကြီးနဲ့တူပြီးရဲဆိုတာသူတို့ကဘလို့ဖြစ်နိုင်မှာဘယ်သူမှကိုအနိုင်မကြီးဘူးယူကိုဇက်တပင်လောကယူတာ6လောင်းနဲ့နင်းမတက်ကြဘူးဟုတ်တယ်မလားပညာတက်တွေလည်းဘူးတိုင်းအဲ့လိုရုပ်ပြဆင်းပြကြီးတွေဘားတွေမှာတွေ့နေရတယ်လေရှိအဲဘာလို့ဆိုလူရပါသေးလား ျွန်တော် mindset mindset တွေနေညာ mind လေးကိုနေတာပတ်စံနဲ့မဆိုင်ဘူးပြင်ရတတ်တာနဲ့မဆိုင်ဘူးသူ့ရဲ့အထက် mind wisdom အဲ့ဒါနေတဲ့ခါကျတော့လွတ်လာတဲ့ခါကျမူလာပြီဆိုရင်ပညာတက်ပြီဖြစ်စေမတက်ပြီဖြစ်စေချမ်းသာရင်ဖြစ်စေမချမ်းသာရင်ဖြစ်စေအဲ့ဒီအကျင့်ကမဲပါလေကွာငါအဲငါဘသူပိုင်တယ်ငါဘသူသားငါဘာကောင်ဆိုငါဘာကောင်ဆိုတဲ့အဲ့လိုမလားတိတော့လည်းဘာကောင်မှလည်းမဟုတ်အကုန်လုံးမသားပေါ်အသင်မသားပေါ်တဲ့ဟာတွေအဲ့ဒီဟာကြီးကဘလို့ခေါ်မလဲ သူတို့အဲ့ဒါကိုဂူစရာထင်နေတာတကယ်ကြည့်ကြံတဲ့အခါကျရှက်စရာကြီးဥမာကိုယ်အိမ်ကယောက်ျားကိုယ်အိမ်ကကိုယ်သားသမီးကိုယ်သားတယောက်ကနေလို့အဲ့လိုပဲလို့မူးယူတော့စင်မတက်ကအဲ့လိုပါရဆိုဇာယူတချို့ကအဲ့ဒါကိုဂူစရာရှိတယ်လို့တချို့ကျတော့လဲရှက်စရာကြီးလို့သိရမှာနင်းနေကြတယ်ဟုတ်လားချစ်လို့ခင်လို့အာအဲ့လိုဟိုဘောတော့မဟုတ်ဘူးဆုချရတယ်အဲနောက်ပြီးတော့အဲ့လိုအော်ပန်းကုန်းပြည့်တဲ့ဗားရဲဒါအကြည့်ရတာဟိုဝမ်းတာပီတိဖြစ်တယ်ဒါပေမဲ့အားအလိုဆွဲလာညာလာလောက်တော်လေးအများကြီးတွေ့ရတယ်လှုပ်ခါကြတော့တာ စရိုက်ပေါ့အဲ့စရိုက်ကကိုယ့်ရဲ့မိဘအတိုင်းဝိုင်းကိုမြို့ရွာအထက်ကောင်ထိဒါကိုကျွန်တော်ပြင်ရမှာအမှစပြင်ရမှာလေဆိုကိုနေတဲ့အတိုင်းဝိုင်းမှာကိုမြို့ရွာမှာဒါကမ်ပိန်းလုပ်အောင်ဒါမျိုးတွေကိုတက်ဆိုင်ရအာလူကြီးတွေနဲ့ကိုရက်ရွာမှာတခါလေးလုပ်အောင်တက်ကြမမတ်လူဆိုတာဥပဒေမရှိရင်အဲ့လိုတော့ဒီလိုလုပ်ရင်ဒီလိုဖြစ်တယ်ဆိုတဲ့ဟာကိုမကြက်မတ်ထားရင်လုပ်ပါ တော်တော်ဆိုမိုက်တယ်ဘုန်းကြီးတော်ဆင်းအောင်မတက်ပြီးတော့တင်ခဲတက်ပြီးတော့ကျုံနေတာအဲ့လိုပေါ့အများကြီးတွေ့နေရဒါအခုဒါဆိုရှယ်မီဒီယာမို့လို့ကျွန်တော်ကျွန်တော်ခေတ်တော့ဆိုရှယ်မီဒီယာမရှိတဲ့အချိန်မှာခြားပြကြတော့ကီးပက်လေးနဲ့ဘယ်လိုတက်ရရမလို့ဟုတ်လားမလားကီးပက်ခေတ်တော့ဆိုကျွန်တော်ဘယ်လိုတက်ရရမလို့ဟုတ်လို့ဟာအာအဲ့တဲ့ဆိုရယ်အများကြီးတွေ့ရအာကျွန်တော်ဆိုမြို့ရမှာပြောတော့အောက်ကနေပြီးတော့တချင်းဆိုတော့ဘာမှမဟုတ်ဘူးလေလောက်စလေးလေးဝါးနဲ့ပြည်တာရေးတက်မှုနဲ့ပေါ့ အားကျွန်တော်လည်းရတယ်နောက်လည်းကျွန်တော်အဲတောက်တဲ့ကောင်အဲ့လိုပြစ်တဲ့ကောင်လည်းကျွန်တော်တို့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 နဲ့သွားလို့အရက်တောက်လိုက်အငိန်တော့ဟာအာဘူးဟောတောက်လိုက်ညကျော်ကောင်တအားမူးလုံတော့ဘာမှမကနိုင်တော့အောင်စဘူးဘေးနာပထမအောင်ဆုံးပြောနေတာကတော့အောင်စဘူးဘေးနာမှာရှိတဲ့ဒီရှင်တော်တွေအောင်စဘူးနဲ့အလုပ်တူတူလုပ်နေကြတယ်ဆက်ကျွန်တော်တို့ညီကောင်မဆက်ဖွဲ့သားတွေအေးပေါ့အရင်သဘောကောင်းလို့မရဘူးဟုတ်ပါဘူးလားဖြစ်ရမယ်ဆိုရင်အာ ောင်းစပူစော်ကားတာထက်တာဇက်ပင်တစ်ခုလုံးကျွန်တော်အတင်းနှလုံးစော်ကားလိုက်တာခါကျတော့အာမနာနဲ့အဲ့လိုတက်ဖွဲ့မရအောင်ကျွန်တော်တို့သူဆူချတဲ့ပတ်စံကနောက်ဆုံးတင်းပြရဆူချတင်းထောင်ပဲဆူချဆူချပြီဒီချောင်းနဲ့ကန်ရဲ့တစ်ချက်ကကျွန်တော်တို့ဇက်ရာဇဝင်တစ်ခုလုံးချောင်းနဲ့နင်းလိုက်တာအဲ့တော့အာမနာနဲ့အာမနာနဲ့အဲ့တခုပဲပြောကြတာအာမနာနဲ့ဖျဲတင်တာပြဖျုတ်တင်တာဖျုတ်ပြီးကြောက်မှရှင်းကြဟုတ်လားကိုဘက်ကမှန်နေဖို့ပဲလိုတယ် ုတ်တယ်နော်တချို့ကြောင့်လည်းပတ်စံသာရှိရရှင်အုံနောက်ကနော်တော်တော်လေးကိုအတိညာနေတယ်ရှင်သူတို့မကောင်းတာနောက်နော်သူတို့ကိုမွေးခဲ့တဲ့မိခင်ဖခင်တွေကလည်းဂုံသိခါကြတယ်ရှင်မိဘတွေကမဆုံးမလို့ဒီလိုမျိုးဖြစ်နေရတယ်ဆိုပြီးတော့နော်ဒါမိဘတွေကထိခိုက်လာနိုင်တယ်ရှင်ကျွန်မရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်အဆုံးထိလိုက်ပါကြည့်ရှုပြီးတော့အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်